အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အောင်လည်းမင်္ဂလာပါဆိုတော့2026ကမ္ဘာဖလားပြိုင်ပွဲကြီးစပူကကျွန်တော်တို့ခြေစပွဲအောင်တဲ့အသင်းတွေတော်တော်လေးစုံလာပြီပေါ့လေဆိုတော့ကျွန်တော်တို့ Africa Zone က ဒါလက်ကျန်အချို့ကြံမဲ့ဥရောပဆောင်အချို့ကြံမဲ့ဒါအပြင်ကျွန်တော်တို့တခြားတခြားသောတိုက်ကြီးတွေမှာလည်းတချို့ play off ပွဲစဉ်အချို့တွေကြံနေဒါပေမဲ့ကမ္ဘာဖလားခြေစပွဲကြီးတိတ်မလို့တဲ့အချိန်မှာကျွန်တော်တို့လာမယ့်2026ခုနှစ် match လာဆိုရင်ကျွန်တော်တို့လက်ကျန်အသင်းတွေရဲ့ play off ပွဲစဉ်တွေပြီးတာနဲ့ world cup ကြီးစပြီ so world cup ကလာမယ့် ဒီဇင်ဘာ9ရက်နေ့မှာအမေရိကန်နိုင်ငံဝါရှင်တန်မြို့မှာသူတို့စပြီးတော့ဒါကမ္ဘာဖလားအုပ်စုခွဲတွေခွဲခြားဖို့ရှိတဲ့အခါမှာလက်ရှိချန်ပီယံအာဂျင်တီးနားအပါဝင်ထိပ်တန်းအသင်းတွေအားလုံးပါတယ်ဆိုတော့ဒီပြိုင်ပွဲမှာ back to back champion ဖြစ်ဖို့အခွင့်အရေးရှိတယ်လက်ရှိ Copa America champion ဖြစ်ပြီးတော့ major trophy 3ခုကိုဇက်တိုက်ယူထားတဲ့ Argentina နဲ့ Lionel Scaloni ရဲ့ chance ဘလောက်ရှိလဲ Argentina ကဟိုတနေ့တုန်းကနောက်ဆုံးကစားခဲ့တဲ့ Angola နဲ့ပွဲမှာ နှစ်ကိုပြက်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာခြေဆန်းပွဲတွေမှာဆက်ပွဲဆက်တိုက်အနိုင်ရထားတဲ့စံချိန်ကိုရရှိထားတယ်ဆိုတော့လီယိုမက်ဆီဥဆောင်တဲ့အာဂျင်တီးနာဒီဒီချိန်မှာဘလောက်တီစထရောင်းဖြစ်လဲပြိုင်ပတ်တွေကတော့ဘလောက်တီကောင်းလဲကျွန်တော်အခုလောလောဆယ်မှာဘူဆွဲဖို့ရပန်းစားဆုံးကလက်ရှိပြိုင်ပွဲရဆိုရင်တော့စပိန်ကရပန်းစားဆုံးပေါ့လေဒီအသင်းကတော့လက်ရှိမှာအကောင်းဆုံးအသင်းလို့ပြောလို့ရသလိုယုံကြည်မှုအပြည့်အဝနဲ့ခြေစွမ်းထက်နေတဲ့အသင်းဖြစ်ပြီးတော့ဒီအသင်းကအခုလောလောဆယ်အနေထားရတော့ တည်ငြိမ်မှုအရှိဆုံးအသင်းလို့ပြောလို့ရတယ်။ဆိုတော့အဲ့နောက်မှာတခြားတခြားသောထိပ်တန်းအသင်းတွေတော်များများရှေ့ချိန်မှာစပိန်ရှိတယ်၊ဘရာဇီးရှိမယ်၊အင်္ဂလန်ရှိမယ်၊ပြင်သစ်ရှိမယ်ဒီအသင်းတွေကအာဂျင်တီးနားရဲ့အထက်မှာရေပန်းစားတဲ့အသင်း။ဆိုတော့ question ကအာဂျင်တီးနားဒီဒီချိန်မှာ နောက်ထပ် Champions League ဖလားအတွက်ဘယ်လောက်ထိအခွင့်အရေးရှိလဲ။ Argentina ကရောဘယ်လောက်ထိတောင့်တင်းတဲ့အသင်းဖြစ်ပြီလဲ။ဆိုတော့ပြီးခဲ့တဲ့ Argentina အသင်းရဲ့ World Cup history တွေကိုကြည့်တဲ့အခါမှာဒါ Argentina ကကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ Major Trophy ပြိုင်ပွဲတွေမှာအောင်မြင်တဲ့အသင်းတစ်သင်းဖြစ်ပြီးခဲ့တဲ့2022မှာ Champion ဖြစ်တယ်။သူတို့ကမ္ဘာဖလားပြိုင်ပွဲကို1930ခုနှစ်မှာစတင်တဲ့အချိန်မှာဒုတိယရတယ်။34မှာ Round of 16ဖြစ်ပြီးတော့မှာ ဒါ38 50 54မှာအိုက်ပြိုင်ပွဲကနှုတ်ထွက်တယ်အဲဒီတော့ကတိုက်ပွဲတွေဖြစ်တဲ့အချိန်စစ်ဖြစ်နေတဲ့အချိန်မှာအာဂျင်တီးနားမပါဘဲ1958ဆွီဒင်မှာပြင်ပတဲ့ကမ္ဘာဖလားပြိုင်ပွဲမှာတကြောပြန်ပါပြီး62 ठी အုပ်စုအဆင့်ဖြစ်တဲ့66မှာအင်္ဂလန်ချန်ပီယံဖြစ်တဲ့အချိန်မှာအာဂျင်တီးနားက quarter final ရောက်ပြီးတော့သူတို့တပိုင်းတစ်လျှောက်မှာတကြိမ်နဲ့သောချေစပွဲမအောင်တာက1990ခုနှစ်မှာဆိုတော့ဒီကမ္ဘာစစ်ပတိုင်ခင်မှာ သုံးချိန်ကသူတို့ဝင်မပြိုင်ဘူးဒါပေမဲ့ခြေစပွဲလုံးဝဝင်ပြီးမအောင်တာက1980မက္ဆီကိုကမ္ဘာဖလားပြိုင်ပွဲမှာအဲ့ကနေ1984ဂျာမနီမှာသူတို့ quarter ရောက်တယ်88သူတို့အင်ရှင်ဖြစ်ကျင်းပတဲ့ပြိုင်ပွဲမှာချန်ပီယံဖြစ်ပြီးတော့82နှစ်မှာအုပ်စုစင်ထွက်ရတယ်အဲ့ကနေမှာစင်86မှာချန်ပီယံထပ်ဖြစ်တယ်အဲ့တုန်းက မက္ကဆီကိုမှာကျင်းပတဲ့ပြိုင်ပွဲမှာချန်ပီယံဖြစ်ပြီးတော့အိုက်ကနေမှဆင်သူတို့1990ကမ္ဘာဖလားပြိုင်ပွဲအီတလီမှာဒုတိယရတဲ့94မှာ round system 98မှာ quarter final အိုက်ကနေမှဆင်2000နှစ်မှာ favorite ဖြစ်လာခဲ့ပြီးတော့မှအုပ်စုဆင်ကလမ်းခွဲရပြီး2006မှာ quarter 2010မှာ quarter 2014 Brazil မှာဒုတိယရပြီးတော့2018မှာရှုံးထွက်နေပြီးခဲ့တဲ့ပြိုင်ပွဲမှာချန်ပီယံဖြစ်ထားတယ်ချန်ပီယံ3ချိန်ဖြစ်ပြီးတော့ Argentina အသင်းကဒီဒီချိန်မှာ အောင်မြင်ဆုံးအသင်းတွေကတသင်းဖြစ် favorite ဖြစ်ရှိနေစေဖြစ်တယ်ဆိုတော့ question ကဒီ Argentina အသင်းဘယ်လောက် strong ဖြစ်ပြီလဲဒီ Argentina အသင်းဘယ်လောက်ထိတောင့်တင်းပြီလဲဆိုတော့ကျွန်တော်တို့2026ခုနှစ် match လ29ရက်မှာ Spain အသင်းနဲ့ဒီ Argentina က finalist မှာဆိုတဲ့တိုက်ကြီးလိုက် champion လူပွဲကျင်းပရမယ် ာဂျင်တီးနားဒီပြိုင်ပွဲကို1993မှာတခါဝင်ကစားဘူးတယ်သူတို့ချန်ပီယံဖြစ်တယ်နောက်2000မှာအီတလီကိုနိုင်ပြီးချန်ပီယံဖြစ်ပြီးတော့အခုဒီဒီချင်းချင်းပါဖို့ရှိတဲ့အချိန်မှာဒါကသူတို့ World Cup မသွားခင်ဒါတကယ်ကိုအရေးကြီးတဲ့ပွဲအာဂျင်တီးနားကလက်ရှိ တောင်အမေရိကဆုံခြေစပွဲမှာလည်း EECC တတ်တောင်တတာနဲ့ခြေစပွဲအောင်ခဲ့ပြီးတော့အုပ်စုအဆင့်ကနေချိန်ဆုံးဆင့်ကရက်တီပြီးခြေစပွဲအောင်ထားတယ်ဆိုတော့ FIFA World Cup ရဲ့18ပွဲမှာ Argentina က12ပွဲနိုင်2ပွဲသေး4ပွဲရှုံး majority သူတို့ရှုံးတဲ့ပွဲတွေကအခုနောက်ဆုံးအုပ်စုနောက်ဆုံးပွဲက Ecuador နဲ့ပွဲကိုသူတို့ရှုံးတယ်အဲ့ဒါတော့သူတို့အုပ်စုလည်းတတ်ထားပြီးသားဖြစ်လို့အဲ့ပွဲက Argentina ရှုံးပြီးတော့အဲ့ရှေ့ပွဲ Bolivia ကိုတခါရှုံးတယ်ကိုလံဘီယာကိုတေးကြတယ်ဟိုးဆော့ပိုင်းတော့က ယူခွေးကိုသူတို့ရှုံးထားတယ်ဆိုခြေတော်တစ်လျှောက်လုံးမှာသူတို့တော်တော်လေး strong ဖြစ်တဲ့အသင်းဖြစ်တယ်ဆိုဒီအသင်းကဘလောက်ထိတောင်းတင်းပြီလဲဆိုအာဂျင်တီးနာကဒါအခုလောလောဆယ်ဒီကမ္ဘာဖလားမတိုင်ခင်လေးမှာဗောလေကျွန်တော်ဂျွန်လာထဲမှာအိရှင်မက္ဆီကိုနဲ့ခြေဆမ်းပွဲတစ်ပွဲရှိတယ်မက်ရှလာမှာစပိန်နဲ့ finalissima ဖလားလူပွဲတစ်ခုရှိတယ်ဆိုလက်ရှိအာဂျင်တီးနာအသင်းကဒါ2025ခုနှစ်မှာစုစုပေါင်းကံသမ ्या ပွဲဗောလေ၉ပွဲကံတယ်အဲ့၉ပွဲမှာ ခုနှစ်ပွဲလိုက်တပွဲသေးတပွဲရှုံးရှုံးတာတော့အက်ကွေဒေါ်ကိုအုပ်စုနောက်ဆုံးပွဲစဉ်မှာခြေစပွဲနောက်ဆုံးပွဲမှာရှုံးပြီးတော့ကိုလံဘီယာကိုတေးကြတယ်။ဂျန်နယ်ပွဲမှာအာဂျင်နီးယားကဘရာဇီးလ်ကိုနိုင်တယ်၊ချီလီကိုနိုင်တယ်၊ယူရုဂွေးကိုနိုင်တယ်၊ဗင်နီဇွဲလာအပါဝင်တော်တော်များများကိုခြေစွမ်းပြပြီးနိုင်ထားပြီးတော့ဒါအာဂျင်နီးယားနဲ့ဒီအသင်းနဲ့ဒါလီယိုနက်စကာလိုနီအသင်းမှာကျွန်တော်ဘာတွေ့ရလဲဆိုတော့အမြဲတမ်း clean sheet ရတဲ့အချက်ပဲ။ခန်းစစ်အရန် solid ဖြစ်တယ်၊ခန်းစစ်အရန်တည်ငြိမ်တယ်။ဒုတိယအသင်းကောင်းဆောင်နောက်ခံလို Nicholas Otamendi တပွဲပယ်ခံရတယ်။ လီဆန်ဒိုမာတီနက်စ်ဖူလီဖေဖြစ်ရင်ခရစ်ယာန်ရိုမဲရိုနဲ့သူကအဓိကနောက်ခံလို့ဖြစ်နိုင်တယ်ဆိုတော့အာဂျင်တီးနာအသင်းကဘလောက်ထိလူအင်အားတောင့်တင်းပြီလဲဆိုတော့ဒီသင်းရဲ့လက်ရှိအနေအထားကိုကြည့်လို့ရှိရင်လက်ရှိမှာဂိုဒမာအမီမာတီနက်စ်ဖြစ်မယ်ဝါတာဘနီဒက်ဆိုတာကခရစ်ယာန်ဘေးလစ်ရဲ့အရန်ဂိုဒမာပြီးတာနဲ့ဝူလီဆိုတာကမာဆေဂိုဒမာဖြစ်တယ်ပြီးတာနဲ့အခုလက်ရှိမှာညာနောက်ခံလူအဖြစ်ကမိုလီနာရှိတယ်ပြီး15ကိုတုံးရတယ်ဘယ်ဘက်ချမ်းကထက်ကီယာဖီကိုဖြစ်တယ် ပြီးရင်ဆန်တဲ့ဘက်မှာအခုစနေစီဆိုတာကဘုံပေါက်ရဲ့နောက်ခံလူရဲ့ခရစ်ယာန်ဝူမဲတို့အပါဝင်အော်တမန်ဒီတို့တစ်ဖက်ကလီဆန်ဒို မာတီနက်စ်တို့ရှိသေးတယ်ပရဆဲလာအပါဝင်မွန်တီရဲ့နောက်တစ်ဖက်ကမူလီနာခုညာတို့လူကစားမတွေရှိတယ်ကွင်းလယ်မှာအာဂျင်တီးနားကဒီအသင်းရဲ့အတောင်တင်းဆုံးအသင်းပဲအလို့အများဆုံးလုပ်တဲ့နေရာဖြစ်တယ်ရူဒရီဂိုတပိုးရဲ့အန်ဂျိုဖာနန်ဒက်စ်ရဲ့အလက်ဆစ်မက်ကလဆာရဲ့အတွဲဟာသူ့ရဲ့ first try ဖြစ်တယ် အရာကူမှာကိုမျိုးမှာခြေစွမ်းပြတဲ့နီကိုဘတ်ရှိတယ်ပြီးရင်အာစွန်ဗီလာမှာခြေစွမ်းပြန်ပြနေတဲ့ဘွန်ဒီယာရှိမယ်ဂျိုဗန်နီလော့ဆဲဆိုရှိတယ်တစ်ချိန်တည်းမှာပဲလီအန်ဒရိုဖရီဒက်စ်အပါဝင် quality player တွေတော်တော်များများရှိလို့ဖလာစီယိုတို့လိုကစားမားတွေတော်တော်များများရှိတယ်ဒီအာဂျီနာတိုက်စစ်ပိုင်းမှာတော့တောင်မန်တွေ wide position တွေတော်တော်လေးအားကောင်းတဲ့အထက်မှာကျွန်တော်တို့ခုလီယိုမက်ဆီအပါဝင်နီကိုကွန်ဇာလက်ရှိတယ်ဂျူလီယာနိုဆီမီယိုနီရှိတယ်လော်ထာရိုမာတီနက်ရှိတယ်ဟူလီယန်အေဗာရက်စ်အပါဝင် ကစားမားတွေအများကြီးအများကြီးရှိတယ်ဆိုတော့ဒီအသင်းနဲ့ပတ်သက်လို့ပေါ့လေအခု Real Madrid ကဒါ Franco Messentunos အပါဝဲကျွန်တော်တို့တော်တော်များများ player တွေကြံသေးတယ်ဆိုတော့လက်ရှိအသင်းဟာတော်တော်လေး strong ဖြစ်တဲ့အသင်းဖြစ်တယ်နားလည်မှုအရှိဆုံးဖြစ်ပြီးတော့ organize အရန်ဖြစ်တဲ့အသင်း Copa back to back champion ဖြစ်ထားတယ် World Cup back to back champion ဖြစ်ဖို့ဆိုရင်ဒါအခုလောလောဆယ်မှာတနိုင်းတစ်လျှောက်မှာ1934 38မှာအီတလီတခါ champion ဖြစ်ဘူးတယ်ဒါအဲတုန်းက back to back World Cup ကို champion ဖြစ်တယ် ဘရာဇီးလဲတခါဖြစ်ဘူးတယ်အဲ့နောက်ပိုင်းမှာတောင်တောင် World Cup Back to Back Champion ဖြစ်တာရှားတယ်ဘရာဇီးက1994 Champion ဖြစ်တယ်98မရဘူး2000နဲ့မှ Champion ဖြစ်တယ်ဆိုတော့ Argentina အတွက်ဒီဟာကအကောင်းဆုံးအခွင့်အရေးဖြစ်ပြီးဒါသူတို့အတွက် chance ရှိနိုင်တယ်ဆိုတော့ဒီညမှာ Finalissima ရဲ့ Spain ပွဲအပါဝင်ဒါ Argentina ကအခုလောလောဆယ်မှာပုံစံကောင်းပြသထားတယ်ဆိုတော့လက်ရှိရေပန်းစားတဲ့အသင်းမှာထိပ်ဆုံးက Spain ပြီးရင်ပြင်သစ်ရှိတဲ့အင်္ဂလန်ရှိတဲ့ဘရာဇီးရှိတဲ့အာဂျင်တီးနာဒါက top 5အသင်းတွေပေါ့လေအဲ့အောက်မှာမှပေါ်တူဂီတို့တခြားအသင်းတွေဘယ်လ်ဂျီယမ်တို့ပေါ်တူဂီတို့ဂျာမနီတို့တခြားအသင်းတွေအောက်မှာရှိတယ်ဆို question ကမက်ဆီဥဆောင်တဲ့အသင်းဆိုလက်ရှိအာဂျင်တီးနာအသင်းရဲ့ကျွန်တော် first choice ကစားမလို့ဆိုကျွန်တော်နည်းနည်းပြောပြမယ်ဂိုးသမားအမီမာတီနက်ဘေဘချန်ကတာဂလီယာဖီကိုညာဘချန်ကမိုလီနာဆန်တာဘက်ကတော့အော်တိုမန်တီအသက်အရွယ်ကြောင့်ဒီဆန်တိုမာတီနက်စ်နဲ့ ခရစ်ယာန်ဝူမဲလို့ဖြစ်မယ်ကွင်းလေကအန်ဒရူဖနန်ဒက်စ်ရဲ့အလက်စစ်မက်ကလာဆာရဲ့ရိုဒရီဂိုတဖိုးဖြစ်ပြီးတော့နံပါတ်10ဝူမှာမက်ဆီကစားပြီးဂျူလီယာနိုစီမီယိုနီနဲ့တပပချန်းကတီယာဂိုအမန်ဒါကစားပြီးတော့အထောက်မှာဟူလီယန်အေဗာရက်စ်တကယ်လို့အေဗာရက်စ်ကိုအစွန်ထုတ်ပြီးတော့အထောက်မှာလော်ထာရိုကစားလို့ရတယ်တီယာဂိုအမန်ဒါရှိတယ်နီကိုဂွန်ဆာလက်ရှိတယ်သူတို့မှာ option တွေအများကြီးရှိတယ်ဆိုတော့ဒီ question ကအာဂျင်တီးနားရဲ့လက်ရှိအသင်းဟာချန်ပီယံဖြစ်ဖို့လုံလောက်ပြီလားသူတို့မှာ အကြီးအသေးရှိတဲ့ squad ပိုင်ဆိုင်ထားတယ် squad တက်ရှိတယ် organize ဖြစ်တယ် champion mentality အပြည့်အဝရှိထားတယ်ဆိုတော့ Messi တို့ Scaloni တို့ဥဆောင်တဲ့ Argentina အသင်း back to back Copa da Maca back to back finalissima နဲ့အတူ back to back world cup champion ဖြစ်နိုင်တာဘယ်လိုမြင်ကြလဲကိုမမဝေအောင်မှတ်ချက်ပြကြပါအားလုံးကြိုးကြပါလား